ကျုံပေထောင်တန်ရှင်နာဝထွာဟာယာရုကနှုတ်ထွက်မှာမဟုတ်တလို့လွတ်တော်ကိုဖျက်သိမ်းမှာမဟုတ်ဘူးလို့အာနာယဖူထိုင်းပါတီကအကြီးတန်းတာဝန်ရှိသူတူကဇွန်လ22ရက်မှာပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်အငင်းပွားမှု၊ကင်တွယ်ဖြည့်ရှင်းမှုအလွဲတွေကြောင့်ယာရုကနှုတ်ထွက်ဖို့တောင်းဆိုမှုတွေများပြားလာပေမဲ့ပေထောင်တန်ကနှုတ်ထွက်မှာမဟုတ်ဘူးလို့ခရီးသွားလာရေးဝန်ကြီးဆိုရာဝေါင်တိန်တုံက Facebook မှာရေးသားခဲ့ပါတယ်။ ထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့အချက်တဲတွေကိုဖြည့်ရှင်းဖို့တာဝန်ဆက်ယူသွားဖို့ဝန်ကြီးချုပ်ကကျွန်တော်တို့ကိုရှင်းလင်းစွာအတည်ပြုခဲ့ပြီးဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်နဲ့ဖုံးပြောဆိုမှုပေါကြားပြီးနောက်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝက်ထရာရဲ့သမီးဖြစ်သူ ပေထောင်တန်ဟာပြည်သူတွေရဲ့အမျက်တော်သားနဲ့ရင်ဆိုင်နေရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ဖုံးပြောဆိုမှုပေါင်းကြားပြီးနောက်ထိုင်းဝန်ကြီးချုပ်ဟောင်သက်ဆင်ရှင်နာဝက်ထရာရဲ့သမီးဖြစ်သူပေတောင်တန်ဟာပြည်သူတွေရဲ့အမျက်တော်သားနဲ့ရင်ဆိုင်နေရပါတယ်။ဟွန်ဆန်နဲ့စကားပြောဆိုမှုပေါင်းကြားခြင်းကြောင့်ညွန်မောင်အစိုးရဖွဲ့မှဒုတိယအင်အားကြီးမှဆုံးဘွန်ချန်တိုင်းပါတီကအစိုးရဖွဲ့ကနေနှုတ်ထွက်ခဲ့ပါတယ်။ညမောင်ဆိုရအဖွဲ့မှပါတဲ့ United Thai Nation Party ကလည်းပေထောင်နန်ကိုရာထူးကနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ပေထောင်နန်ကဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုပေါင်းချခြင်းကြောင့်တောင်းပန်ခဲ့ပေမယ့်အဲ့ဒီကိစ္စရဲ့ပုံမှတ်ချက်ပြုခြင်းတော့မရှိသေးပါဘူး။ဇွန်လ28ရက်မှာပေတောင်နန်ကိုရာထူးကနှုတ်ထွက်ပေးရေးဆန္ဒပြပွဲတစ်ခုဗန်ကောက်မြို့မှာပြုလုပ်ဖို့တက်ကြွလှုပ်ရှားသူတွေကစီစဉ်ထားပါတယ် အစ္စရေးနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးစီးရဲတင်းမာနေတဲ့အီရန်နိုင်ငံကိုဘုံဝင်ကျဲခဲ့တယ်လို့ဇွန်လ22ရက်ညပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက်ကတဆင့်ထုတ်ပြန်ပြောဆိုပါရယ် အီရန်နိုင်ငံအတွင်းကဖော်ဒိုနာတန်နဲ့အက်စဖာဟန်စတဲ့မြို့သုံးခုမှာရှိတဲ့နျူကလ িয়ার နဲ့သက်ဆိုင်တဲ့နေရာတွေကိုအမေရိကန်က B2 ဘုံးကျဲလေယာဉ်တွေအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်ကိုစီးရဲရအေးယူမယူနှစ်ပတ်အတွင်းဆုံးဖြတ်မယ်လို့တမရဒေါ်နယ်ထရန့်ကပြောကြားခဲ့တဲ့နောက်ရက်ပိုင်းအကြာမှာပဲအခုလိုမြောက်မှာပောက်ကွဲနိုင်တဲ့အစစ်မြေဘန်ကခွင်ဘုံးတွေအသုံးပြုပြီးအီရန်ကိုဘုံးကျဲခဲ့တာလည်းဖြစ်ပါတယ်။ အီရန်နိုင်ငံရှိနျူကလ িয়ার ဆိုက်သုံးခုကိုကျွန်တော်တို့အနေနဲ့အောင်မြင်စွာတိုက်ခိုက်ပြီးစီးပါပြီ။ဖော်ရိုနာတက်နဲ့အစ်ဖာဟန်တို့ပါဝင်ပါတယ်။ဘုံတင်လေရင်အလုံးဟာအီရန်လေကြောင်းနယ်မြေအပြင်ဘက်ကိုပြန်ရောက်ပြီးဖြစ်ပါတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားပါတယ်။ အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နိုင်မှုနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ကအမေရိကန်စစ်တပ်ကိုဂုံပြုချောင်းနဲ့ကမ္ဘာပေါ်မှာအခုလိုလုပ်ပြနိုင်မဲ့စစ်တပ်ဟာအမေရိကန်သာဖြစ်တယ်လို့ချီးကျူးပြောဆိုခဲ့ပါတယ်အီရန်နိုင်ငံကိုဘုံဝင်ကျင်းနိုင်ခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအခုတော့ငြိမ်းချမ်းရေးအတွက်အချိန်ဖြစ်ပါတယ်လို့လည်းဆက်လက်ပြောဆိုပါရယ် မကြသေးမီကပါကစ္စတန်အိန္ဒိယပြည်ပခါမှာအဆုံးဖြတ်ပေးတဲ့တန်တမန်ရေးရာဂျောင်းဝင်ဆောင်ရွက်မှုကိုအတိမတ်ပြုတဲ့အနေနဲ့2026ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုထောက်ခံတယ်လို့ပါကစ္စတန်နိုင်ငံကကြေညာလိုက်ပါတယ်ဒေါ်နယ်ထရန့်ရဲ့ဂျောင်းဝင်ဆောင်ရွက်မှုကြောင့်နှစ်နိုင်ငံကြားတင်းမာမှုတွေဖြေလျှော့ခဲ့ပြီးနျူကလ িয়ার လက်နက်ပိုင်အိန္ဒိချင်းနှစ်နိုင်ငံကြားစစ်ပွဲကိုရှောင်လွှဲနိုင်ခဲ့တယ်လို့ပါကစ္စတန်နိုင်ငံကပြောပါရယ်ဒေါ်နယ်ထရန့်ရဲ့ဂျောင်းဝင်ဆောင်ရွက်မှုကြောင့် ပါကစ္စတန်နဲ့အိန္ဒိယကြားစိုးဝါလာတဲ့အခြေအနေကိုအရှိန်လျှော့ချနိုင်ခဲ့ပါတယ်လို့ပါကစ္စတန်နိုင်ငံကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်အမေရိကန်နိုင်ငံကအပြစ်ခတ်ရဲစဲဖို့ဂျောင်းဝင်ဖြန့်မြေခဲ့ပြီးနျူကလ িয়ার စစ်ပွဲမဖြစ်အောင်ဟန်တားနိုင်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကမေလ10ရက်မှာကြေညာခဲ့ပါရယ်ဒေါ်နယ်ထရန့်ကပါကစ္စတန်စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးအစင်းမူနာနဲ့ဗိုလ်ထုနေ့ကအင်ဖီရိုမာတွေ့ဆုံခဲ့ပြီးနောက်ပါကစ္စတန်နိုင်ငံကအခုကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါ အိန္ဒိယနဲ့ပါကစ္စတန်ကြားအငင်းပွားချမ်းမှုနဲ့ကက်ရှမီးယားဒေသကိုဖြည့်ရှင်းဖို့သမရဒေါ်နယ်ထရန့်ရဲ့ကမ်းလှမ်းချက်တွေကိုများစွာအထင်ကြီးမိတယ်လို့ပါကစ္စတန်နိုင်ငံကပြောပါရယ်။တောင်ဝါရှဒေသမှာတာရှေကန်နဲ့ငင်းချမ်းရဖို့ကဂျမ်မူးနဲ့ကက်ရှမီးယားဒေသနဲ့ပတ်သက်တဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေအကောင့်ထဲပေါ်ဆောင်တဲ့အထိခက်ခဲနေပါလိမ့်မယ်လို့ထုတ်ပြန်ချက်ကဆိုပါရယ်။ ပါကစ္စတန်နဲ့နယ်စပ်ညင်းပွားမှုမှာတတိယဖွဲ့စည်းရဲ့ဂျောင်းဝင်ဖြန့်ဖြေးမှုကိုလက်မခံဘူးလို့ဗိုလ်ထုံးနေကဒေါ်နယ်ထရန့်နဲ့ဖုန်းပြောဆိုမှုမှာအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကထက်လောင်းအတည်ပြုခဲ့ပါတယ်။